ာသနာတော်နှစ်1969ကောသာတက္ကရီ1389ခုနှစ်သတင်းကြိုလာပြီးကျော်8ရက်14ရက်ဆယ်လ2025အင်္ဂါနေ့မန္တလေးမြို့ဥဝင်းမြင့်ဒေါခင်အေဝင်းညီမဖြစ်သူဒေါခင်သန်းထေရွှေမြင့်ကလေးပဲခွဲဆက်မိသားတစုတို့ဓမ္မဒါနပြုသည်ဖြင့်ဟောကြားအပ်သော အရှင်သာရိပုတ္တရာဤဘဝနှင့်ဓမ္မအပိုင်း၄၉တရားတော်ရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မအပိုင်း၄၉မှာကိုယ်တော်တွေဘာကိုဟောနာ ကြီးညိုကြမလဲဆိုတော့အရှင်သာရိပုတ္တရာမထေသူမြတ်နဲ့အရှင်သာရိပုတ္တရာမထေသူမြတ်ကအနာတပိန်ကျောင်းတကာကြီးအားဟောကြားတော်တရားတနည်းအားဖြင့်ပြောရင်တော့ပေသောဩဝါဒ ဒါကိုဥစဉ်လို့ပြိတကမှာအနာဒပိဏီကောဝါရသုတ်တံလို့ဒီလို လာပါတယ်ဒီသုတ်တံတရားဒေသနာတော်ကိုဒီတစ်ပတ်မှာဥစဉ်တို့တွေအနှစ်ချုပ်ပြီးတော့နားကြကြပါမယ်တာဝတိပိဇေတဝန်ကျောင်းရဲ့ကျောင်းတကားဟာအနာဒပိဏ္တထေအဲ့ဒီအနာဒပိဏ္တထေဟာတနေ့တနေ့ကျောင်းကိုသုံးောက်သုံးောက်သွားတ သွားတိုင်းသွားတိုင်းလည်းပဲအလက်ဗလာကြီးနဲ့သူ့လက်ထဲမှာတခုခုမပါဘဲနဲ့သွားလိမရှိဘူး။ကွင်လေးတွေကျွေးစရာလေးတွေပေးစရာလေးတွေလှူစရာလေးတွေဒါလေးတွေခက်ခဲသွားတယ်။ညနေချင်းဆိုပန်းရနတ်နေဖြောရမကလေးတွေကင်ပြီးတော့သွားတယ်။အဲ့တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးထံကိုတော်သူက သွားတော့သွားတယ်။ဒါပေမဲ့လို့မြတ်စွာဘုရားအဘယ်တရားဟောပြီးပါ ဘယ်ကဲ့သို့သောအကြောင်းအရာကြောင့်အကြောင်းအရာကဘယ်လိုကြောင့်ဖြစ်တာပါလဲစသည်ဖြင့်ဖရာကိုမေးခွန်းမေးတာမျိုးအနာတပင်တစ်ထည့်မှ လုံးလိမ့်မရှိဘူးဘာဖြစ်လို့လဲလို့မေးလိုက်တော့ငါ့ကို အကြောင်းပြုပြီး မြတ်စွာဘုရားမပင်ပန်းပါစေနဲ့သူမေးတာဖြေရတာနဲ့ဖရာပင်ပန်းမှာဆိုးလို့တဲ့ဖရာကိုချစ်တဲ့စိတ်ကြီးညိုတဲ့စိတ်ဖြင့်ချစ်တဲ့စိတ်ပါပါတဲ့ပုံစံဒီလိုဖြစ်တဲ့သူပါ ဒါပေမဲ့လို့သူကအဲ့ဒီကျောင်းထဲမှာဖယားထံသာကျောင်းထဲရောက်တော်လဲပဲရောက်ချင်မှရောက်မယ်အရှင်သာရိပုတ္တရာထံတော့ပုံမှန်သူရောက်လေရှိတယ်အရှင်သာရိပုတ္တရာ ਨੇ ပိုရင်းနှီးတယ်ပေါ့ပြောချင်တာကအခြားခြားသောတန်ဃာတော်တွေထဲအရှင်သာရိပုတ္တရာကိုသူကပို့ပြီးတော့လဲကြီးညိုတယ်ဘာဖြစ်လို့တော့မေးလဲတော့အရှင်သာရိပုတ္တရာ ਨੇ သူ ਨੇ ကဇေယိုက်ကတူတယ်လို့ဒီလိုပြောရမယ်သူကလည်းမရှိတဲ့ လူတွေကိုကြွေးတက်မွေးတက်လို့ဘုရားဘာသာဖရဲကြောင်းတကမဖြစ်ခင်ကတည်းကအနာထပိန္ဒိကအာကိုရမဲ့သူတွေကိုကြွေးမဲ့မေးကြွေးမွေးတဲ့လူလို့ဒီလိုနာမည်ရအရှင်သာရိပုတ္တရာကလည်းဒီတိုင်းပဲယဟန္တာကြီးဖြစ်နေတာတောင်ပဲစားမဲ့မဲ့တောက်ရမဲ့မဲ့ဆိုရင်စောင့်ရှောက်လေးရှိတယ်ကိုရင်လေးတွေကိုစောင့်ရှောက်လေးရှိတယ်အဲ့တော့နှလုံးသားချင်းတူလို့သူကရှင်သာရိပုတ္တရာကိုအလွန်ကြီးညိုတဲ့အထဲမှာပါတယ်လို့ဒီလိုမှတ်ရတယ် အဲ့ဒီကြောင်းတကာကြီးမကြမ်းမမာဖြားနာပြီးနေမကောင်းတဲ့အခါအရှင်သာရိပုတ္တရာကြီးကိုပဲသူပင်ခိုင်းတယ်အခြားတန်ဃာတွေမပင်ခိုင်းဘူးသူနေမကောင်းဘူးအရှင်သာရိပုတ္တရာကြီးကိုပင့်ပေးကြပါအကြောင်းတကာကြီးနေမကောင်းတယ်ကျောင်းတကာကြီးကပင်ခိုင်းတယ်ဆိုတော့အရှင်သာရိပုတ္တရာကအရှင်အာနန္ဒာခေါ်ပြီးကျောင်းတကာကြီးရှိတဲ့နာကိုသွားတယ်။ကျောင်းတကာကြီးအိမ်ကိုရောက်တဲ့အခါအ ကာပတိတထေကြီးကိစ္စီခမဏိယကိစ္စီယာပဏိယတထေကြီးကျမ်းကျမ်းမှမှရှိလားချမ်းချမ်းသာသာရှိလားယောဂသက်တာလားဘလို့လဲလို့မေးလိုက်တော့เจ้าတကာကြီးကအရှင်ဖေဟာမသက်တာဘူးမနေ့ကနဲ့ဒီနေ့မတူဘူးမနေ့ကနဲ့နေ့လယ်နဲ့မတူဘူးနေ့လယ်နဲ့ညနေနဲ့မတူဘူးယောဂါကတိုးတိုးပြီးတော့ဆိုးဆိုးလာတယ်ဖေဟာတဲ့ဒီလိုလျှောက်တယ် ဲ့လိုလျှောက်တဲ့အခါကျဘာပြောသလဲမေးလိုက်တော့အရှင်သာရိပုတ္တရာအရှင်သူမြတ်ကြီးကအဲ့ဒီကြောင်းတကားကြီးကိုနာဇဂုံဥပါတိရိတ်သားမိဧဝံသိက္ခိတ္တဗံတထေးကြီးမျက်စိနဲ့မြင်ရတာမျက်စိဆိုတဲ့ရုပ်အကြည့်ကိုငါငါဥစ္စာလို့မမှတ်ပါနဲ့အရှင်သာရိပုတ္တရာပြိတ္တေဟောတဲ့တရားသိပြီးတော့လေးနဲ့တယ် ဥဒ္ဒရတွေရှင်သာရိပုတ္တရာဟောထားတာကိုပြန်ဟောရတော့လဲရှင်သာရိပုတ္တရာကြီးကိုလစ်လစ်နဲ့နဲ့မဟုတ်နိုင်ဘူးလို့ကိုယ့်ကိုယ်ကိုပြိတဲ့အကျွမ်းမဲ့ယုံကြည်တယ်။အဲ့ဒါကိုမင်းကွန်တိဝိဒကဆရာတော်ကြီးကလူအများပါနားလည်ရအောင်ကြပြာလေးရေးထားတာရှိတယ်။မျက်စိတွင်မြေရုပ်အကြီးကနှစ်စီကာလမတီးထပဲ။ မျက်စီတွင်မြေရုပ်အကြီးကနှစ်ကြီးကလမတီထဘဲခဏဖြစ်လျက်ခဏပြက်ဤဖြစ်ပြက်နတံနှိမ့်ဆက်တံဖြင့်တယံမဆဲလွန်ဆင်းရဤခိုင်မြဲကြောမှနှစ်မပါဘူးပညာဆက်ကူမျောထောက်ရှုလျင်သူ့သဘာဝအနိစ္စနှင့်ဒုက္ခအနတ္တာမှန်လစွာဤငါငါဥစ္စာငါလိပ်ပြာတို့ဘာတခုမှမဟုတ်ကြသည် ဓမ္မသက်သက်ပါရကဓမ္မသက်သက်ပါရကဒါမင်းကိုဆရာတော်ကြီးကအရှင်သာရိပုတ္တရာဟောတဲ့တရားကိုကြပြားလင်းကစီသွားတာမျက်စိတွင်မီရုပ်အကြီးကနှစ်စီကာလမတီထပဲမျက်စိနဲ့မြင်ရတဲ့မြင်မျက်စိဆိုတာကရူပယုရူပမျက်စိနဲ့မြင်ရတဲ့ရူပယုမျက်စိတွင်မီရုပ်အကြီးက စကုပတာရယုတ်ပေါ့ဆိုလိုတာကအဲ့ဒီစကုပတာရယုတ်ကနှစ်ရှိကာလမတီထပဲခဏဖြစ်လျက်ခဏပြည့်ဤတဲ့ခဏလေးဖြစ်ပြီးတော့ခဏလေးပြတ်တာတဲ့ယုတ်သဘောတရားတွေဖြစ်ပြတ်နှတန်နှိမ့်ဆက်တယ်ဖြင့်တရားမဆက်လွန်စင်းရဲ့ဤအဲ့ဒီဖြစ်ပြတ်တန်နဲ့နှိမ့်ဆက်ခံရတဲ့ပုံကိုယ်တွေဟာတရဇပ်ဖဲတဲ့ဆင်းရဲမှုတွေနဲ့အရင်ဆိုင်နေရတာခိုင်မြဲကြောမှာနှစ်မပါဘူး အဲ့ဒီဇကုပတာရနဲ့ရုပ်ဝကြီးနဲ့မြင်ရတွေ့ရဖြစ်ပြတဲ့သဘောတွေဟာခိုင်တယ်မြဲတယ်ဆိုတာဘာမှမတွေ့ဘူးအနှစ်သာရရှာကြည့်တော့လေအနှစ်သာရလည်းမတွေ့ဘူးပညာဇကုမျောထောက်ရှုလျင်သူ့သဘာဝအနေစနဲ့မြင်ပညာမျက်စိနဲ့သေသေးချာလာကြည့်လိုက်ရင်သူ့သဘာဝကအနေစပဲတဲ့အနေစဆိုတာမမြဲဘူး အနိစ္စလက္ခဏာမြင်ပြီဆိုရင်နောက်ကဒုက္ခတို့အနတ္တတို့ကတေချာပေါက်လိုက်တာပြောင်းပြန်ပြန်ပြောရင်အနိစ္စလက္ခဏာမှမမြင်တဲ့ပုဂ္ဂိုလ်ကဒုက္ခလည်းမမြင်ဘူးနတ္တလည်းမမြင်ဘူးပေါ့သူသဘာဝအနိစ္စနဲ့ဒုက္ခနတ္တမှန်လားစွာဤငါငါဥစ္စာငါလိပ်ပြာတို့ဘာတခုမှမဟုတ်ကြသည်ဓမ္မသက်သက်ဘာတကားဩအဲ့ဒီမျက်စိနဲ့မြင်ရတဲ့ဟာတွေဟာ ရုပ်သဘာဝတွေဟာငါလည်းမဟုတ်ဘူးငါလိပ်ငါဥစ္စာလည်းမဟုတ်ဘူးငါလိပ်ပြလည်းဘာတခုမှမဟုတ်ဘူးဓမ္မသက်သက်ပါပဲလို့တက္ကကြီးရဲ့အဲ့လိုရှုအဲ့လိုရှုရှင်သာရိပုတ္တရာကဟောတာအဲ့ဒါပါလဲမင်း ద్వార 6ပါမျက်စိနာနာလျာကိုစိတ်ပေါ်အဲ့ဒါကိုအဲ့ဒီတိုင်းရှုခိုင်းအဲ့ဒါပြီးတော့အာယုံ6ပါလည်းပဲဒုပ္ပတ္တကဏ္ဍရတ္တဖောတာပါနောက်တကဝိညာဉ်6ပါ မျက်စိ၌မီဝိညာဉ်သည်ကားစသည်ဖြင့်အဲ့ဒီမှာ6ပါးနောက်တက်ကဓာတ်6ပါးခန္ဓာ5ပါးစသည်ဖြင့်ရှင်သာရိပုတ္တရာမထေသူမြတ်ကအနာတဘိန်တထေကြီးကိုအဲ့ဒီမှာဩဝါဒတရားအရှိကြီးဟောပေးလိုက်တယ်အဲ့ဒီတရားလည်းနာထလာလိုက်ရရောအနာတဘိန်ဒီကောကပတိအနာတဘိန်ဒီကလို့ခေါ်တဲ့ကပတိတထေကြီးသည်အဲ့ဒီကဲဆိုတရားတွေနာလိုက်ရသည်ရှိတော့ အာနာထဘိဏီကောအာနာထဘိဏီကတိပရောတိထူထူပြပြငိုကြွေးလေ၏တရားနာရတော့နာတဝေတထေကြီးငိုတယ်အတုနီမျက်ရည်တို့ကိုဘဝတ္တေတီဖြစ်စေပြီမျက်စိကမျက်ရည်တွေလည်းကြာအရာကောအာသမအာနန္ဒောအရှင် အာနန္ဒမထေရသူမြတ်ကအာနာထဘိဏီကံအာနာထဘိဏီကတထေကို ကာပတိတထေကြီးတွန်တီလီဩလီယတိခော တွေတာညစ်ကပ်ပြီးတော့နေသလောတန်တီဒတိခောစုပ်နှစ်ပြီးတော့နေသလောတထေကြီးဘေရာရီမြတ်တွေတာညစ်ကပ်နေလို့မျက်ရည်တွေကျနေရတာလေတထေကြီးစုပ်နှစ်တော့စိတ်တွေများ ဖြစ်ပြီးတော့ဝမ်းနေနေတာလားအရှင်အာနန္ဒကမေးတော့အရှင်ဘုရားအာနန္ဒတပည့်တော် မတွေ့တာမကြီးကပ်ပါဗျာဆုပ်လည်းမဆုံးနဲ့ပါဗျာတပိတော့ခုလိုမျက်ရည်တွေကျနေရတာဟာတခြားမဟုတ်ဘူးမြတ်စွာဘုရားရဲ့ကြောင်းတကာကြီးလည်းဖြစ်တယ်မြတ်စွာဘုရားနဲ့အရင်နီးနီးလည်းရှိတယ်ဘုရားထံမှာလည်းမကြမကြရောက်တယ်သို့တော်လည်းပဲအခုလောက်ဒီလိုအခုလောက်ကောင်းတဲ့ဒီလိုတရားမျိုးတပိတော့ဒီလိုအချိန်ရောက်မှနာခွင့်ရလို့တပိတော့ဝမ်းနေမိတာပါဗျာလို့ဒီလိုလျှောက်တယ်အဲ့တော့နာတပိန်တထေးကြီးက အရှင်ဘုရားတို့အထူးသဖြင့်တော့အရှင်သာရိပုတ္တရာမထေရသူမြတ်ကြီးပေါ့ယခုကဲ့သို့တရားမျိုးကိုလူတို့အားနောင်လဲဟောကြားပေးပါဖုရားလို့ဒီလိုလျှောက်သွားတဲ့ဗျာအဲ့တော့ပြောကျင်တာဗာလဲမေးလိုက်တော့သူတော်ကောင်းတို့တို့အရှင်သာရိပုတ္တရာမထေရသူမြတ်ကြီးဟာသာသနာပေါ်မှာအလွန်ကျေးဇူးများတဲ့အနာတပင်တထေးကြီးရဲ့အပေါ်မှာလဲနောက်ဆုံးအချိန်မှာတော့တရားဓမ္မနဲ့ သွားပြီးတော့မှချီးမြောက်တဲ့မထေကြီးလို့ဒီလိုနားလည်ကြပါမယ်။အဲ့ဒီမထေကြီးချီးမြောက်တဲ့တရားကဘာလဲမေးတော့ဩမြင်မြင်သမျှသင်္ခါရတွေဟာငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးငါလိပ်ပြာတို့ဘာတစ်ခုမှမဟုတ်ကြဘူးဓမ္မတက်တက်ဒီဆိုတာလေးကိုအရှင်သာရိပုတ္တရာဟောပြသားခြင်းပဲဖြစ်ပါတယ်။ဤကဲ့သို့ဓမ္မသည်အလုံးကိုးစီရှိပြီးတော့မှမိမိတို့ရဲ့ဘဝခရီးလမ်း ဓမ္မနဲ့အညီဖြောင့်တန်းစွာရှောက်လန်းနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်း